ကယောဂီအားလုံးအချိန်မိနစ်30တရားအထုံးမှာဖြစ်ပါတယ်အမျိုးသားယောဂီများကတင်မြင်ခွေထိုင်ပါအမျိုးသမီးယောဂီများလည်းတင်မြင်ခွေ ထိုင်လို့ကထိုင်နိုင်ပါတယ်ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါ တင်မြေခွေထိုင်တဲ့အရိယာဘုဒ္ဓီဘယ်ဘက်ခြေတော့ကို အတွင်းကထားညာဘက်ခြေတော့ကိုအပြင်ကထားမိမိထိုင်တဲ့အရိယာဘုတ်အစဉ်ပြေသွားပြီဆိုရင်ခါးလေးကိုပုံမှန်ထားပါတရားထိုင်ပါပြီဆိုမှခါးကြီးဆွဲမဆန့်လိုက်ပါနဲ့ခါးလေးကိုပုံမှန်လေးပဲထား ကောင်းရှင်းမငုတ်စေနဲ့ကောင်းရှင်းငုတ်ရင်နိုင်တတ်ပါတယ်ကောင်းနောက်မလန်စေနဲ့ကောင်းနောက်လန်ရင်လည်းကိုယ်ခန္ဓာကိုမနိုင်ပဲလဲကြတတ်ပါတယ်မျက်စိကိုစဉ်ငယ်များမိတ်ပါယောဂီတို့ရဲ့မျက်ဝန်းထဲမှာအယောင်အဆင့်အလင်းတွေမဝင်နိုင်အောင်လို့မျက်စိကိုသူ့တဘာဝတိုင်းမှိတ်ထားလိုက်ပါတယ် တင်မြင်ခွေထိုင်းမှာဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်မှာခါကလေးကပုံမှန်ထားပါခေါင်းရှည်မငုတ်စေနဲ့ခေါင်းနှောက်မလန့်စေနဲ့မျက်စိကိုဇင်းငမြမိတ်ထားပါမိမိရဲ့ခန္ဓာကိုယ်ရိယာပုတ်စိတ်တိုင်းကြပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါ အာယုံတပါစိတ်မသွာစေနဲ့နာဒီဝါကိုတတိကံတဲ့ဆာလိုပြောတော့တမာတတိမကင်ဝန်လီထွက်လေမြင်အောင်ကြည်ဆာလိုပြောတော့တမာဝါယမမကင်အာယုံတပါစိတ်မသွာစေနဲ့ဆာလိုပြောတော့တမာတမာတိမကင် တတိထဝရိယစိုက်ပြီးတော့နာဒီဝလေးလေးတို့တီဝင်ရင်ဝင်သွားတယ်။နာဒီဝလေးလေးတို့တီထွက်ရင်ထွက်သွားတယ်။ဒီသဘောလေးကိုပဲတီပေးနေပါ။ဝင်လေဝင်တိုင်းတီပေးလိုက်ပါ။ထွက်လေထွက်တိုင်းတီပေးလိုက်ပါ။တခြားဘာမှမကြည့်ပါနဲ့။ယောဂီတို့အသက်ရှင်နေတည်၍ ဘဝခန္ဓာကြီးယက်တည်နေသည်ဝင်လေဆိုတာရှိနေပါတယ်ထွက်လေဆိုတာရှိနေပါတယ်ဝင်လေဆိုတာဖြစ်နေပါတယ်ထွက်လေဆိုတာဖြစ်နေပါတယ်အဲ့ဒီငကိုရှိပြီးသားဝင်လေထွက်လေလေးတိပေးလိုက်ပါထွက်လေထွက်တိုင်းတိပေးလိုက်ပါတခြားဘာမှမကြည့်ပါနဲ့ယောဂီတို့အသက်ရှင်နေသည်၍ ဘဝခန္ဓာကြီးယက်တည်နေသည်ဝင်လေဆိုတာရှိနေပါတယ်ထွက်လေဆိုတာရှိနေပါတယ်ဝင်လေဆိုတာဖြစ်နေပါတယ်ထွက်လေဆိုတာဖြစ်နေပါတယ်အဲ့ဒီငကိုရှိပြီးသားဝင်လေထွက်လေလေးငကိုဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုတတိနဲ့စောင့်ကြည့်ပေးပါနာဇွာလေးလေးတို့အထိဝင်ရင် ဝင်သွားတဲ့သဘော နောက်တော့လေးလေးတို့ထီထွက်ရင်ထွက်သွားတဲ့သဘောတေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာသမထရယ်ယောဂီတို့အသက်ရှင်နေတဲ့ရေအဝင်လေးထွက်လေဆိုတာရှူဆိုင်နေမှာပါ လောကထဲမှာယုံကံရှာဖွေသွားလာနေတုန်းကလောဘတွေနဲ့ဒေါသတွေနဲ့မောဟတွေနဲ့သွားနေတယ်လာနေတယ်ရှာနေတယ်ဖွေနေတယ်အဲ့ဒါလိုအဆိုးဆုံးတရားကိလေသာတွေခန္ဓာထဲမှာဝင်နေရာယူနေတော့တတိဆိုတာမကပ်ဘူးတဲ့တတိဆိုတာမရှိဘူးတဲ့ အဲ့ဒီသတိမကပ်ဘူးတတိမရှိဘူးဆိုရင်မိမိရဲ့နှာသီးဆုံးနှာသီးဝမှာဝင်လေလဲရှိမှမသိဘူးထွက်လေလဲရှိမှမသိဘူးဝင်လေလဲဖြစ်မှမသိဘူးထွက်လေလဲဖြစ်မှမသိဘူးတွားနေကြလာနေကြရှာနေကြပွေနေကြအတူတူငါငါနေတိုင်းပဲမိုးလင်းရမိုးချုပ်စာရေးဝေးရေးနေရေးဆိုပြီးလောကထဲမှာ ကျင်လည်နေတယ်အရွယ်ဒီအုံမင်းရင့်လျော်လာတယ်ခန္ဓာကိုယ်တစ်ပြေးပြေးနဲ့စရာပဲရိုင်းပြီးတော့အသက်တွေသာကြီးလာတယ်ဝင်လေရှိမှမသိထွက်လေရှိမှမသိဝင်လေဖြစ်မှမသိထွက်လေဖြစ်မှမသိတတိတရားလေးလေးတောင်မကိမ့်နိုင်ဘူးဆိုရင်လူဖြစ်ခွင့်ရတဲ့ပထမအဆင့်ဘာအကျိုးရှိမလဲမိမိကိုမိမိသုံးသပ်ဖို့ မိမိကိုမိမိအပြေရှာဖို့မှန်ကန်တဲ့နှလုံးသွင်းမှုရဖို့ဆိုတာတတိကိမ်းမှဖြစ်နိုင်ပါတယ်အခုယောဂီတို့ခန္ဓာကိုယ်အရိယဘုကြီးကို ကမ္မထာအာယုံပေါ်တင်လိုက်တော့ဩဝင်လေလေးပါလားဩထွက်လေလေးပါလားဩနာဒီကမှတွန့်တိုက်ပြီးတော့ဝင်သွားတဲ့ဘောလေး ။ဟောနာသီဝမှာတွန့်တိုက်ပြီးတော့ထွက်သွားတဲ့သဘောလေး။အထင်ရှားအမြင်သာတွေ့ပါလိမ့်မယ်။ဝင်လေပဲမလဲရှားစရာမလိုပါဘူး။ထွက်လေပဲမလဲရှားစရာမလိုပါဘူး။သူတဘာတဘာဝတိုင်းနာသီဝမှာလေးလေးတိုးဝင်သွားတဲ့သဘောနာသီဝမှာလေးလေးတိုးထွက်သွားတဲ့သဘောရှိပြီးသား ဒါလေးကိုတတိနဲ့စောင့်ကြည့်ပေးနေုံမယ်ဝင်လေဝင်မှတိပေးလိုက်ပါထွက်လေထွက်မှတိပေးလိုက်ပါတဘာဝကြကြပုံမှန်ရှူပါပုံမှန်ထုတ်ပါငကုမှုကမှုလားသူ့တဘာဝခန္ဓာကိုယ်အသက်ရှင်နေသည်ဖြင့်ဝင်လေထွက်လေဆိုတာရှိနေတာပဲတတိနဲ့မကြည့်လို့မတိကြတာ ဝင်လေဝင်မှန်တိပေးလိုက်ပါ ထွက်လေထွက်မှန်တိပေးလိုက်ပါအဲ့ဒီဝင်လေထွက်လေကို ပြင်းပြင်းကြီးလည်းမရှူနဲ့ဝင်လေထွက်လေကို ဖြည်းဖြည်းလေးလည်းမရှူနဲ့ဝင်လေထွက်လေထွက်လေပြင်းပြင်းကြီးရှူရှိုက်ထုတ်နေရင်ပင်ပန်းပြီးတော့မောတက်တယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှူထုတ်နေရင် တိမ်မွေလုံးလို့မသိဘူးတခါတလေဝင်လေထွက်လေကိုမြန်နေရှူနေတယ်အဲ့လိုမြန်မြန်ရှူနေရင်လဲပင်ပန်းတက်မောတက်တယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှူနေရင်လဲတိမ်မွေတော့မသိတာဘူးတဘာဝကြကြလေးပါပဲခန္ဓာကိုယ်အရိယာပုဒ်တွေငြိမ်နေပါစေသမာဓိထူထောင်တဲ့နေရာမှာ ခန္ဓာကိုအရိယာပုတ်တွေငြိမ်နေပါစေ။ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်ပြီးတမာတိမြင့်အောင်ကြိုးစားနေတဲ့အချိန်မှာခန္ဓာကိုငြိမ်တာ၊ယိုင်တာ၊လှုပ်တာ၊လှဲတာ၊ကုတ်တာ၊ဖဲတာမဖြစ်ပါစေနဲ့။အထူးသဖြင့်ဌိနခန္ဓာကိုအရိယာပုတ်တွေငြိမ်နေပါစေ။ သမာဓိထူထောင်တဲ့နေရာမှာခန္ဓာကိုအရိယာပုတ်တွေငြိမ်နေပါစေ။ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်ပြီးသမာဓိမြင့်အောင်ကြိုးစားနေတဲ့အချိန်မှာခန္ဓာကိုငြိမ်တာ၊ယိုင်တာ၊လှုပ်တာ၊လှဲတာ၊ကုတ်တာ၊ဖဲတာမဖြစ်ပါစေနဲ့။အထူးသဖြင့်ထိနာနာမိတ်တာအဝယ်မခံပါနဲ့။အိတ်ချင်တဲ့စိတ်တွေ၊ငိုက်ချင်တဲ့စိတ်တွေ တွေးခြင်းနဲ့စိတ်တွေငေးခြင်းနဲ့စိတ်တွေခန္ဓာထဲမှာအဝင်မခံပါနဲ့ယောဂီတို့ရဲ့ခန္ဓာကြီးကငကိုကနေကမှရောက်ရက်ခတ်နေတာငြိမ်သက်မှုမရှိလှုပ်ရှားနေတယ်ဒီကြည်မှုမရှိခန္ဓာကိုယ်ကပွတ်ပေါက်ပေါက်နေတယ်အဲ့တော့မိမိရဲ့ခန္ဓာကိုယ်ရိယပုဂ္ဂိုလ်တည်တည်ငြိမ်ငြိမ်နဲ့ ဝင်လေထွက်လေလေးကိုတတိကရှုမှတ်နေရင်လေလေးဝင်ရင်ဝင်သွားတဲ့သဘောလေလေးထွက်ရင်ထွက်သွားတဲ့သဘောသိချာမြင်လာပါလိမ့်မယ်တတိထားပြီးတော့ကြည်ပေးပါတတိအစမပြတ်ပါစေနဲ့တတိလေးတစ်ချက်လွတ်သွားလိုက်တာနဲ့ခန္ဓာကိုယ်ကရင်ကနေရင်ကနေလှုပ်ကနေလှဲ့ကနေ